ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ mobile phone တွေရဲ့အသွင်သုံးခြားခြားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ mobile phone တွေနဲ့ဘယ်လိုမျိုးတင့်တော်တဲ့ဟာမျိုးရွေးချယ်ရမလဲပေါ့နော်ဘယ်လိုမျိုးတွင်းရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှိမှပြထားတဲ့ဟာတွေဆိုရင်ဒီကောင်ဆိုရင်အဲ Xiaomi ရနေထုတ်ထားတဲ့ဖုန်းပေါ့နော်အဲ40 Pro ရဲ့ဒီကောင် original adapter ဖြစ်တယ်အဲဒီကောင်ကတော့ကျွန်တော်တို့အဲ Oppo မှာသုံးတယ်ကျွန်တော်တို့ပေါ့နော်80 watt ချက်ချင်းဖြစ်တယ် Oppo Reno ပေါ့နော် စနစ်ပေါ့နော်အကောင့်မှာတုံးတဲ့ဆက်ချက်ဖြစ်တယ်ဒီကောင်ကတော့ Samsung S23 တို့ပါတော့ပေါ့နော်အဲအဲ့မှာလိုမျိုးပါတုံးတဲ့ Samsung charging ဖြစ်တယ်ဒီကောင်တွေကတော့ကျွန်တော်အပြင်နေပြီးရိုးရိုးဝယ်တဲ့အဲ 20W charging တွေဖြစ်တယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တွေဒီ iPad တွေမှာတုံးတယ် iPhone တွေမှာတုံးတယ်အဲ Apple original charger တွေရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ရှိမှာပေါ့နော် mobile phone တလုံးရှိတယ်ပေါ့နော်ကျွန်တော်တွေကပုံမှန်ပါတာပေါ့နော်ပုံမှန်ပါတော့ကျွန်တော်တွေဒီ 45W နဲ့ပါတဲ့ဟာကိုကျွန်တော်တွေကဟုတ်ပါဘူးနော်ဒီကောင်နဲ့ တွေးကြည့်မယ်ဆိုရင်အာသုနုမရဘူးလားဆိုရင်ရတယ်ရတယ်ဆိုပေမဲ့ဒီကောင်မာလည်းသူကဗာပြထားလဲဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီမှာစူပါချာဂျင်ပေါ့နော်ဒီကောင်စူပါချာဂျင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြီးပေါ့နော်ရှောင်းမီတို့ကျွန်တော်တို့ Realme တို့ Redmi တို့ပါတော့ဦးနေပေါ့နော်အဒီအဒပ်တာလုံးနဲ့80ဝန်းနဲ့ကျွန်တော်တို့သုံးမယ်သွင်းမယ်ဆိုရင်အဒီကောင်ကအာသွင်းညာကလည်းပုံမှန်ထက်မမြင်တော့ဘူးအာသွင်းညာလည်းနှေးသွားတယ်ပြီးတော့ဘက်ထရီတုံးတာတွေပါညာဆိုလဲကျွန်တော်တို့ ထင်ဟိုထင်လောက်လိတ်မခံတော့ဘူးเนาะ။ဘာကြောင့်လဲဆိုတော့အရင်တော့ကျွန်တော်တို့တွေထင်ခဲ့တာကအဲအာသွင်းတဲ့ဟာဆိုတော့เนาะအတပရာတုံးတွေကိုကြိုက်တာကိုအတွင်းလို့ရရချင်တာဘယ်မှမဟုတ်ဘူး။အခုဒီကောင်းနေဆိုရင်သူ့မှာ original ချာချာပါတဲ့ဟာပေါ့เนาะ။အခုလက်ရှိကျွန်တော်တုံးနေတဲ့ဟာဆိုရင်အဲသူ့ original ပါတဲ့ချာချာနဲ့ကျွန်တော်တွေတုံးပြီးတော့မှအဲရှားတယ်ပေါ့เนาะ fracture ခြင်းနဲ့ super quick ချာခြင်းနဲ့အဲဒီကောင်းနဲ့မတူဘူးပေါ့เนาะ။အဲ့တော့သူ့ original ချာချာနဲ့ကျွန်တော်တုံးပေးခြင်းအားဖြင့် အဲအာသွင်းနဲ့နမတေချက်အာသွင်းနဲ့လည်းပို့ပြီးတော့မှမြင်တယ်ပြီးတော့ safety ပေါ့နော်လုံခြုံမှုလည်းပို့ပြီးတော့ကိုယ်ပုံအတွက်အထိကိုက်တာပါညာဆိုတဲ့အဲကျွန်တော်တို့ထိကိုက်မှုနည်းတယ်ပြီးတော့ battery ဆိုလည်းကျွန်တော်တို့တခြားဟာနဲ့အဲအတွင်းတာထက်ပို့ပြီးတော့မှဒီကောင် battery ပို့ပြီးတော့ခံတာကိုတွေ့ရတယ်ပေါ့နော်လက်ရှိကျွန်တော်ဆန်းထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကောင်45ဝန်းနဲ့မတွင်းဘူးကျွန်တော်80ဝန်းနဲ့တွင်းရင်ပို့ပြီးမြင်မယ်လို့ထင်တာအဲ့မဟုတ်သူ့ရဲ့ system system ပေါ့နော်အခုလက်ရှိ အဲကျွန်တော်2025မှာပေါ့နော်သူတို့လုပ်ထားတဲ့ system ကအဲ့တိုင်းလုပ်ထားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာရှိရေပေါ့နော် super အဲဒီကောင်လေးအတိုင်းပဲ fast charging ရှိရေအ fast charge fast charging ဆိုပေမဲ့အဲကျွန်တော်တို့ပေါ့နော်ဒီကောင်လေး fast charging ပါတာပဲဒါပေမဲ့အဲ့ဒီ fast charging နဲ့ဒါပေမဲ့ watt ကတော့25 watt ပဲဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ဥပမာပေါ့နော် Xiaomi ရဲ့ဖြစ်စေအဲအဲ့လိုမျိုးပေါ့နော် iPhone တွေမှာဖြစ်စေတွင်းလို့မရဘူးလားတွင်းလို့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ battery တိတ်မခံတော့တာတို့ အပထရီနေထိုင်နေကုန်သွားတာတော့ဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာပေါ့နော်ကျွန်တော်တို့အဒီအဖြစ်ရှင်ဆုံးကတော့ပေါ့နော်အဖြစ်ရှင်ဆုံးကျွန်တော်ပြောချင်တာကတော့ဒီသူနဲ့တင့်တော်တဲ့အဒပ်တာကိုယူတတ်ဖို့ပေါ့နော်အဲ့20ဝက်ဒီကောင်လေးကကိုကလက်ခံနေဆိုရင်အဲ့20ဝက်အဒပ်တာကိုပဲကျွန်တော်တို့ဝယ်ပြီးတော့သုံးအဲ့ဒီကောင်လေး20ဝက်ခြားကြပဲကိုဖုံက20ဝက်ကြည့်ပဲရတယ်ဆိုရင်20ဝက်ပဲသုံးအဲ့ဒီကောင်လေး20ဝက်ပဲသုံးအဒီကောင်လေးဆိုတော့20ဝက်ပဲသုံးအဲ့ဒါကြောင့်ကိုကအာသွန်းလာမြန်မလားပေါ့နော်ပိုကောင်းမယ်ထင်ပြီးတော့မှ အဲ45 word တို့အဲ80 word တို့ဘာလို့သွားမသုံးလဲကိုဖုံးမှာတင့်တော်တဲ့ဟာပဲသုံးအဲ့တော့ဒီကောင် iPad မှာသုံးတဲ့ဟာကြီးပေါ့နော်ဒီ iPhone တွေမှာသုံးတဲ့ဟာဆိုရင်ဒီကောင်ဆိုရင်အဲ20 word ပဲ20 word ပေါ့နော်ဒီ type စီနေလာဒီကောင်တွေဆိုရင် iPhone ကျွန်တော်တို့တွေပေါ့နော်အနည်းဆုံးအဲ iPhone 7ကနေပြီးတော့မှ73 74 15ထီကိုကျွန်တော်တွေကောင်းကောင်းသုံးလို့ရတယ်ဗျာနော်အဲ့တော့ဘာ effect မှမဖြစ်ဘူးများပြီးတော့မှမတွေ့နဲ့ကောင်းက20 iPhone တွေမှာဆိုတဲ့အတိုင်းပဲကိုက20 word လက်ခံနေဆိုရင်20 word ပဲတော့ဟိုဟာဥပမာပေါ့နော်ကိုဖုန်းကနေပြီးတော့45ဝပဲလက်ခဏဆိုရင်45ဝကိုကြော်ပြီးတော့မှအဲ66ဝတို့80ဝတို့ပေါ့သွားပြီးတော့မတုံးနဲ့အရှိရှိမှာကျတော့အဲဘက်ထရီပြဿနာတွေဘက်ထရီမကန်တာတွေမမတုံးမနဲ့ဘက်ထရီဆင်းသွားတာကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုဖုန်းမှာဟိုဒီက original ပါတယ်ပေါ့တော်ဒီဝပါတယ်ဆိုရင်ကိုဒီဝကိုပဲတော့တခြားဝက်များလိုက်ဟာတွေမတုံးနဲ့ကိုကပြက်သွားရေးဆိုတော့20ဝနဲ့ရှိရဟာတွေပဲတုံးပေါ့နော်အဲ့တော့ ကျွန်တော်တို့ဒီတချို့ mobile phone တွေမှာဆိုရင်တော့သူကဘယ်လိုလဲဆိုတော့ adapter တွေမပါဘူးနော် adapter တွေမပါဘူးဆိုရင်တော့အဲ့ဖုန်း model ရဲ့ကိုယ့်ရဲ့ဗောနော် model မှာဘယ်လောက်ထိလက်ခံလဲဆိုတဲ့ဟာကိုစိုင်းကြီးမှာမသိဘူးဆိုရင်ကိုယ့်ရဲ့မေးသူက45ဝက်ပဲလက်ခံလဲဆိုရင်45ဝက်ပဲဝဲ45ဝက်ကြော်ပြီးတော့မှအဲဗောနော်80ဝက်တွေပါတော့မဝင်နဲ့ဘာမှမထူဘူးကိုယ့်အတွက်လည်း battery ထိခိုက်တယ်ဗောနော်အဲ့ဒါလေးပြပြပေးချင်တာဗောနော်အဲ့တော့ကိုယ့်ဖုန်းကအဓိကနှိမ့်ချုပ်နေတယ်ဗောနော်45ဝက်ပဲအထိပဲရရဆိုရင်45ဝက်ပဲကျွန်တော်တို့ အဲဒါမဲ့သူ့အောက်ကနေပြီးတော့ရှော့ပြီးတော့မှဟိုတော်တူဝတ်လို့ပါတော့နေတခါစီရင်အားသွင်းမှန်လို့ပါအောင်ဆိုရင်အဆင်ပြေတယ်ဒါမဲ့ကြော်ပြီးတော့မှကျွန်တော်တို့အဲဘောနော်80ဝတ်လို့ပါတော့နေတော့ပြီးတော့မသွင်းနဲ့ဒီအမြင့်ဘောနော်အမြင့်ကနေပြီးတော့အနှိမ့်စင်းပြီးတော့ဟိုကပြောင်းသုံးတာတော့ပါအောင်ဆိုရင်အဆင်ပြေတယ်ဟိုမှာ45ဝတ်ကနေပြီးတော့မှအနှိမ့်ပိုင်းပြန်သုံးမယ်ဆိုတော့ဘာကြောင့်ဝတ်လိကဘောနော် emergency ဘာကြောင့်သုံးမယ်ဆိုရင်အဆင်ပြေတယ်ဒါမဲ့ရေရှည်မှာကိုကအဲ့လိုမျိုးသုံးမိရယ်45ဝတ်လက္ခဏာ45ဝတ်မသုံးဘဲနဲ့ ဘောနော်ဟိုမှာ80ဝက်တွေပါ3တန်များတာတွေ20ဝက်တွေပါ3တန်များတာတွေဆိုတော့ဘာဖြစ်လဲဆိုတော့ကျွန်ခုနပြောခဲ့တဲ့အချိန်ပဲအဲဘက်ထရီပေါ့နော်3နေနေမခံတော့တာတွေဂိမ်းဆော့ရတာတွေပါဆိုလို့မကောင်းတော့တာတွေပြီးတော့ဒီပေါ့နော်အားသွင်းတဲ့ပိုင်းမှာတွားပြီးတော့မှအနောက်ရှက်ဖြစ်တာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာတော့အဓိကအနှုတ်ချုံနေနေရအောင်နော်ကိုနဲ့တင်တော်တဲ့အဒပ်တာကိုကိုသုံးမှုလိုတယ်ပေါ့နော်ကိုက45ဝက်ဆိုရင်45ဝက်လည်းသုံး80ဝက်ဆိုရင်80ဝက်ပဲသုံးအဲ emergency သုံးမယ်ဆိုရင်မှလာတာတခြားခဏချုပ်သုံးအောင်သုံးပေါ့နော်ရှိရှိမှာတော့ ကော်ဖိုဒီဖောက်ဝက်အတော့မှမဟုတ်ဘူး20ဝက်ယူပဲတုံးမနေဘူးနော်အဲ့ဒါလည်းပြောချင်ပါတယ်အဲ့တော့ဒီနေ့အကြောင်းအရာလောက်ပါမယ်နောက်တစ်ကြောင်းအရာလည်းကြည့်အောင်ဂျပန်ဆမ်မီ channel ကိုလည်း subscribe လုပ်ပေးရကြပါဂျပန်ဆမ်မီ channel ကတော့ထိုင်းနိုင်ငံကအကြောင်းအရာတွေနဲ့ဘူလူးသတ္တုရဲ့ဂျုံတွေနေပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမြန်မာပြန်တင်ဆက်ပေးနေတဲ့ဂျပန်ဆမ်မီ channel ဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်